ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ခါတော့ Donald Trump ရဲ့ ASEAN ခီးစင်မှာနောက်ဆုံးသူ့ရဲ့ခီးစင်ကတောင်ကိုရီးယားမှာပဲအဆုံးသက်သွားမှာပေါ့နော်ဆိုတော့ Trump ကိုတတိမီဒီယာတွေကမေးထားပါတယ်။ဟော sorry Donald Trump ရဲ့ Trump ကိုတတိမီဒီယာတွေကမေးထားကြတယ်ပေါ့နော်။မြောက်ကိုရီးယားရဲ့သမ္မတ Kim Jong Un နဲ့ရောတွေ့ဆုံခွင့်ရှိမှလား။ပြီးတော့ extra လုတ်မှလာပေါ့နော်တရှာရခရီးစဉ်ကိုတတန်တူးမှလာဆိုမှမင်းနေကြတယ် Trump က Kim Jong Un ကိစ္စနဲ့ဘလူဘီပြောသွားတာလဲဆိုတော့ကိုကျွန်တော်တို့ဒီဗီဒီယိုကလည်းကြည့်တော့မှဖြစ်တယ်ပေါ့နော်ဒီကပတ်တမိုင်းမှာမြောက်ကိုရီးယားတမရတွေ့ဆုံဖူးမှန်တယ်များဆိုတော့ US တမရမှာ Donald Trump တယောက်ပဲရှိပါတယ်ဘေးတမရကမှ Kim Jong Un ရဲ့တွေ့ဆုံပွဲဆိုတော့မရှိဘူးပါဘူး ထရမ့်တူတီတော့တယောက်ဒေတမရကပဲဂျင်ဂျောင်းဦးကိုတွေ့ဆုံခဲ့ဖူးပါတယ်ဒါကတော့ကြီးရှုသူမဲဆွေတတော်များများအားလုံးကလည်းတီပီသားဖြစ်တယ်အရင်နေမိသားဖြစ်တယ်ဒီတခါဒေါ်နယ်ထရမ့်ရဲ့တောင်ကိုရီးယားခရီးစဉ်မှာလည်းမြောက်ကိုရီးယားနဲ့ပတ်သက်ပြီးမှထရမ့်ကဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုကလည်းကြည့်ပြီးမှပဲတိုင်ပင်ဆွေးနွေးကြည့်အောင်ပါတော့တကယ်လို့မြတ်သောထရမ့်ကဂင်ဂျောင်းအွန်းနဲ့ရုတ်တရက်ကြီးတွေ့ဆုံမဲ့ဆိုတော့ဒါကလည်း တဖန်ပြန်လေပြီးမှတမိုင်းအတိပြန်ရေးတော့မှာဖြစ်သွားဖြစ်သွားတာပေါ့နော်ဒါမဲ့မတေချာသေးပါဘူးဆိုတွေ့နိုင်ခြေလေးရှိတယ်လို့အဲတွေ့ဖို့ဆိုတာလေခက်နိုင်ခက်နိုင်ခြေလေးရှိတယ်ပေါ့ဆိုတော့ maybe or maybe not တွေ့နိုင်တွေ့နိုင်တယ်မတွေ့နိုင်ဘူးပေါ့အဲ့လိုမျိုးဖြစ်တဲ့အခြေရှိတယ်ဆိုတော့ဘလူးပဲဖြစ်ဖြစ် Trump ကတော့ဂျပန်ကိုရောက်နေပြီဂျပန်ကိုရောက်ပြီးမှအခုဂျပန်ကနေတောင်ကိုရီးယားကိုသွားမယ် ဘောနော်ဆိုတော့သူ့ရဲ့နောက်ဆုံးခရီးရှင်ဖြစ်နိုင်မယ်ပေါ့ဆိုတော့ဒီလေရင်ပေါ်မှာဆောင်းကဘာလို့ပြောခဲ့လဲဆိုတော့ကြည့်ရအောင် mentioned it and I haven't said anything but I'd love to meet with him if he'd like to meet. I got along great with Kim Jong un. I like him, he likes me. If he wants to meet I'll be in South Korea. So three media ကမင်းနေတာပေါ့နော်အဂျင်ဂျုံကကျွန်တော် ကိုသဘောချတယ်ကျွန်တော်ကလည်းဂျင်ဂျုံကိုသဘောချပါတယ်ချိန်ထက်ပါတယ်ပေါ့နော် သူကတွေ့စတွေ့ဆုံချင်တယ်ဆိုတော့ကျွန်တော်ကလည်းစောက်ကူရမှာပဲရှိပါပဲဆိုမှပြောလာတယ်ဆိုတော့ Trump ကိုမင်းနေတာပေါ့တော့ဒါဆိုတော့ခအင်းရှားရဲ့ခရီးစဉ်ကိုနောက်ထပ် extend လုပ်မှာလားတက်တန်းတူးမှာလားပေါ့တခြားနိုင်ငံရောသွားမှာလားဆိုတော့မေးသွားတယ်ပေါ့နော်ဒါမဲ့ချက်ကတော့ဘယ်လိုပြောခဲ့လဲဆိုတော့အဲ့ဒီကိစ္စတော့ကျွန်တော်တိကျတော့ပြောလို့မရသေးဘူးပေါ့ဗျာပြောလို့မရသေးဘူးလေဒါမဲ့ ဂျမ်ဂျောင်းနဲ့ကိစ္စကတော့ထရမ့်ကတော့စေဝန်ဆောင်မှုရှိနေတယ်။နားထောင်ရှိပါအောင်။ဆိုတော့တောင်ကူရဲသွားမယ်အမြောက်အမြောက်ကူရဲသွားမယ်ဆိုတော့အဆက်လက်ပြီးသွားလို့ရတယ်ပေါ့။တခြားနိုင်ငံတွေနဲ့ဆက်လက်ပြီးသွားလို့ရပါတယ်ဆိုတော့ထရမ့်ကတော့ပြန်ဖြစ်တယ်။ဆိုတော့ South Korea ကသူ့ရဲ့နောက်ဆုံးခရီးစဉ် last stop ဖြစ်ပေါ့ဒီဒီနောက်ဆုံးမတိုင်ဖြစ်တယ်ပေါ့ တော့မြောက်ကူရီးယားသွားမယ်ဆိုတော့ပူတော်ကလေးကူသေးတာပေါ့နော် But if you'd like to be around, I'll be in South Korea so I can. တွေ့မလို့တော့မပြောသေးပါဘူးတဲ့။တွေ့မလို့တော့မပြောသေးပါဘူး။ဒါပေမဲ့ဂျင်ဂျွန်ကကျွန်တော်ကိုတွေ့ချင်တယ်ဆိုရင်ကျွန်တော်ကဆောက်ကူရဲလောက်မှာမရှိမှာပဲ။ဆိုတော့တွေ့လို့ရပါတယ်ဆိုတော့ပြန်ဖြေတယ်။ခုနသတိမေးဆရာကဘယ်လိုမင်းလဲခေဆိုတော့ ကင်ဂျွန်အုန်နဲ့တွေ့မယ်ဆိုရင်ဘာလို့ဘာလို့မလဲပေါ့နော် US အနေနဲ့ဘယ်လိုမျိုးဖြစ်အောင်ပြင်ပါလဲဆိုတော့မေးတာပေါ့နော်ဆိုတော့ Trump ကဘယ်လိုပြန်ဖြစ်လဲဆိုတော့တွေ့လို့တော့မပြောသေးပါဘူးသူကိုယ်တိုင်ကတွေ့ချင်တယ်ဆိုတော့တွေ့လို့ရပါတယ်ဆိုတော့ကိုပြောပြတာပါဆိုတော့ပြန်ပြန်ဖြေတယ်ပေါ့ဆိုတော့ what could the US offer him to မေးတော့လားနော်ဒါဆိုတော့ US ကကင်ဂျွန်အုန်ကိုဘာကန်ဟန်ဘာကန်ဟန်နိုင်ပါလဲဆိုတော့မေးတယ်ပေါ့ ဝါကျွန်တော်က sanction ရှိတယ်ပိတ်ဆို့မှုရှိတယ်ပေါ့နော်အခု Kim Jong Un ဆိုတာကကဘာမှာဗေမိတ်ဆွေကနေမှာတယ်မေဖရင်လို့မရဘူးနော်သူရဲ့မိတ်ဆွေဆိုတာကရုရှားရေအာတရုတ်ရေပြီးတော့မြန်မာမြန်မာမြန်မာလောက်မရှိတာပေါ့ Kim Jong Un ရဲ့မိတ်ဆွေဆိုတာ၄ယောက်လောက်မရှိတာကဘာမှာ၄ယောက်လောက်မရှိတာဘာဖြစ်လို့လဲဆိုတော့ US ရဲ့ sanction ပိတ်ဆို့မှုတွေခံခဲ့ ခံခဲ့ရတော့ပေါ့နော် US က sanction ပေးစုမှုတွေခံပြီးတော့ပိုင်းမှာမြောက်ကိုရီးယားကတခြားနိုင်ငံတွေနဲ့ချိတ်ဆက်မှုတွေမရှိတော့တာအကုန်လုံးပိတ်သွားတာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံဆိုတာကလည်းစကားမဆက်နေနေတမိနစ်လောက်ပြောခွင့်ပြောပြစေပေါ့နော်ကျွန်တော်မြန်မာနိုင်ငံဆိုတာကလည်း before 2010ပေါ့နော်2010-2009မတိုင်ခင်မှာကျွန်တော်နိုင်ငံက close country ဖြစ်နေတယ်ပိတ်နေတဲ့နိုင်ငံကြီးဖြစ်နေတယ်ပေါ့နော် နိုင်ငံခြားသားတွေကလည်းဘယ်သူမှဝင်လာလို့မရဘူးเนาะတခြားနိုင်ငံတွေနဲ့လည်းဆက်ဆက်ပြီးမှလောက်တာမဟုတ်ဘူးအထူးသဖြင့်2005 2006လောက်မှာဆိုကျွန်တော်တို့နိုင်ငံကလုံးဝပိတ်ထောင်နေတဲ့ကမ္ဘာကြီးထဲမှာမြန်မာနိုင်ငံလေးပါနေတယ်အဲဒါကြောင့်လည်းကျွန်တော်တို့ဘာမှမသိဘူးလေလေးဖြူတခြင်းတို့ဆိုကျွန်တော်တို့ original တခြင်းမထင်နေကြတာပဲ2010လောက်မှာပဲကျွန်တော်တို့မြန်မာနိုင်ငံက open country ဖြစ်လာတယ်အဲဒီနောက်ပိုင်းမှာပဲကျွန်တော်တို့ကမ္ဘာကူမြင်လာရတယ်ဘောအမြင်တွေကျလာရတယ် ်ဘောဆိုတော့အဲ့လိုပဲ North Korea က US ရဲ့ပိတ်ဆို့မှုခံနေသေးရကတော့ကဘာနဲ့လုံးဝဆက်ဆက်မှုရှိမှာမဟုတ်ဘူးသူတက်နိုင်ဆုံး Russia တဲ့သူတို့ political idea သူတဲ့အချင်းချင်းပဲပေါင်းလို့ရတယ်မြန်မာနဲ့ပဲမြန်မာအာဏာရှင်နဲ့လည်းနင်းနေပပပေါင်းလို့ရတယ်ပေါ့ဒါမှမဟုတ်တော့ North Korea ကကဘာအစီပွားရေးမှာဆက်တွေ့မှုတွေမရှိဘူးဖြစ်နေတယ် ကမ္ဘာစီးပွားရေးကလည်း US ကပဲခြံထားတာကိုဥပမာ World Bank တို့ပေါ့နော် World Trade Organization တို့က US ကအကုန်လုံးခြံထားခဲ့တာကိုဆိုတော့ဘာကူကန်လမ်းမှာလဲဆိုတာမင်းနေတယ်ပေါ့ sanction ပဲကျွန်တော်တို့ကပိတ်ဆို့မှုဖြစ်နေတယ်ပေါ့နော်ဆိုတော့တကယ်လို့များကွာ did not korea က US နဲ့တိုက်ပြီးဆွေးနွေးမယ်တဘောတူငင်းချက်တဲ့တွေလို့မယ်ဆိုတော့အဲ့ဒီပိတ်ဆို့မှုတချို့တွေကို US ကပြန်ဖွင့်လမ်းလမ်းပြန်ဖွင့်ပေးနိုင်ချေတော့ရှိတာပေါ့ကွာအဲ့ဒါကိုဥပမာပြောပြတာပါ Trump က pretty big shut up So that's about as big as you get. And anything is like an inducement to I just had a good relationship. I, I would love to see him. Uh, if he wants to, if he even gets this message. ကျွန်တော်ချောင်းကပြောနေတယ်ပေါ့နော်သူနဲ့ကျွန်တော်ကဆက်ဆံရေးကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းသူ့ကိုတွေ့ချင်ပါတယ်တဲ့သူကတွေ့ချင်တယ်ဆိုတော့အခုကျွန်တော်ပြောတဲ့ဗီဒီယိုကိုလည်းသူကမော message ပေါ့နော်ဒီတရင်းစကားကိုသူကကြားတယ်ဆိုရင်လည်းကောင်းပါလို့ပြောလာတယ်ပေါ့နော် ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှတော့ဘာတစ်ခါမှတော့ပေါ်ပြတာမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့သူကတွေ့ချင်တဲ့စန္ဒာရှိတယ်ဆိုရင်ကျွန်တော်ကလည်းလမ်းဖွင့်ပါတယ်ပေါ့နော် I'm open to meet him သူကိုတွေ့လို့ရပါတယ်အချိန်ပေးနိုင်ပါတယ်ဆိုပြောလာတယ်5 million dollars for because that will help my conceit better health me period. But even We're not looking at traffic control. Well, they have to do something. Hello, no. Let's see what happens. I would imagine that gets care Not only the controls, but other people. That's right. Air control, but the people mean about. To make un a quota low, Donald Trump, ne Elon, yes, a sign, yaw, gongla, Camero, chinchino, အဆင်ပြေလားဘယ်လိုလဲပေါ့နော်မေးတယ်ရှောက်ကတော့ကောင်းပါတယ်တဲ့ကျွန်တော်နဲ့အီလွန်ရဲ့ဂျာကာဆက်ဆံရေးကကောင်းပါတယ်တဲ့ဆိုတော့ခင်ဗျားတို့တွေ့တဲ့အတိုင်းပါပဲပေါ့နော်ချာလီရဲ့စပနာပွေးမှာပေါ့နော်ချာလီရဲ့ funeral ပွေးမှာလေ Trump နဲ့အီလွန်ကအတူထိုင်ပြီးမှ let let let's you know ဆက်ပြီးမှစကားတွေပြောပြောကြတယ်ပေါ့နော်ဆိုတော့ ထောက်ကားတာကိုပြောပြပြောပြတယ်ဗောနော်မင်းတို့အားလုံးတွေ့တဲ့အတိုင်းပါပဲချာလီရဲ့ဒီ funeral service မှာ ਨੇ Trump နဲ့ or Elon နဲ့ကျွန်တော်နဲ့ဆက်ဆံရေးက protocol ကောင်းပါတယ်ဆိုမှပြောတယ်ဗောနော် I like Elon. I've always liked him. တော့ကျွန်တော်က Elon ကိုသဘောကျပါတယ်။အစကတည်းက Elon ကိုအမေရန်သဘောကျတဲ့လူတစ်ယောက်ပါဆိုမှပြောတယ်။ဆိုတော့အဲ့ဒီ Charlie Kirk funeral ပြောရမှာပေါ့။အဲ့ဒီ memorial ပေါ့နော်။ ချာလီခအောက်မဲ့ပွဲလုတ်ပြီးနောက်ပိုင်းမှာရောအီလွန်နဲ့ထပ်ပြီးစကားပြောသေးလားဆိုမှမင်းနေတယ်ပေါ့နော် on and off ပေါ့နော်တခါတလေကြံ on and off ပေါ့နော်အော်တခါတလေကြံနင်းနေပပတော့ပြောပါလားဆိုမှပြောနေတယ်ပေါ့နော် is a nice guy ဒါမဲ့အများကြီးတော့မပြောဘူးတဲ့ဒါမဲ့ elon ကတကယ်လူကောင်းတယောက်ပါဆိုမှအထောက်ကတော့ပြောနေတယ် always find him တကယ်လို့နိုင်တကယ်မတူမှာအရာရာလုတ်ဖို့ရအတွက် capable guys ပေါ့လုတ်နိုင်တဲ့ဆွမ်းရည်လို့ရှိတယ်အစကရေကကျွန်တော်သူ့ကိုအမေရိကန်သဘောချပါတယ်ဆိုတော့သူကိုယ်တိုင်ကလည်းနော်အချင်းစူးနဲ့အချင်းနေစူးနဲ့ရင်ဆိုင်ခဲ့ရတာပေါ့ဗျာအဲ့ဒါကြောင့်ဒိုနယ်ထရမ့်နဲ့အီလွန်ကခတကနာဒါရံပွဲတွေဖြစ်နေကြပါတယောက်နဲ့တယောက်ပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတုန်းကလည်းအီလွန်ရဲ့ စီပွေရင်ကလည်းကြလာတယ်သူရဲ့အလုပ်တွေကလည်းအဆင်မပြေမှုအဆင်မပူအဆင်ပြေမှုတွေဖြစ်လာတယ်အခါကျတော့သူ့မှာလည်း bad movement တော့ bad time လည်းရှိတယ်သူ့မှာလည်းဒီအချိန်နေစူးတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်နေတယ်ပေါ့နော်ဆိုတော့ Trump ကအဲ့ဒါကိုတူတူတော်လေးနားလေပေးတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဘဝမှာကွာလုံးဝအယူမိုက်ဆုံးအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အချိန်ကြီးဖြစ်နေတယ်ဆိုမှ Trump ကတော့ပြောနေတယ် ခမရုံးလေတီဘီဒါကိစားဖြစ်နေတယ်ကွာအီလွန်ကဒိုနယ်ထရမ်ကိုဒိုနယ်ထရမ်ဖက်မှာရက်တီဘီနဲ့အပိုင်းမှာဗားလေသူ့ရဲ့တက်စလာကုမ္ပဏီတချို့တွေကမီးရှုတက်စလာကားရောင်းခန်းတွေကိုမီးရှုတာတော့အီလွန်ကိုဘွိုက်ကော့လုပ်ကြတာတော့အာတကုံလုပ်ကြတယ်အီလွန်ကိုတကုံတိုက်ခိုက်ကြတယ်ပေါ့နော်ဆိုတော့ဒါကသူ့ဘဝမှာအဆူဆုံးတိုက်ခိုက်မှုနော်အခိုက်အတန့်တွေရင်ဆိုင်နေရတယ်ဆိုတော့မှ Trump ကတော့ပြောနေပါတယ်ဆိုတော့ဒီ Elon ပေါ်မှာတော့ Trump ကတော့တော်တော်လေးနားလည်မှုအပိရှိတဲ့ပုံပေါက်ပါတယ် Elon ka le Trump ko atakong tai khai khera ko lung khera tong la ma khamya ro le ti de tai ba atakong tai khai khera Elon ka le Donald Trump ko ဆိုတော့သူကတော့ပြောနေတယ် Elon နဲ့တော့အဆင်ပြေပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်း Elon ကိုသဘောကျပါတယ်ဆိုမှပြောနေတယ်ပေါ့နော်ဆိုတော့ what people come in real government and up to 25 million people, you know, millions of Chicago is behind the screens. And we're helping others out. Well, hold on, hold on, guys. This is Joe. There's we have Japan, then we have South Korea, but we have China coming, and it's going to be very interesting. I have a lot of respect for President Xi, and uh, we are going to, I think, we're going to come away with a deal. But uh, I really feel that our country is doing so well economically, it's doing so incredibly well. So, ထရမ့်ကပြောနေတယ်အခုဂျပန်သွားတယ်ကိုရီးယားသွားတယ်ပြီးရင်တော့တရုတ်နဲ့တွေ့တရုတ်ခေါင်းဆောင်နဲ့တွေ့မယ်ပေါ့ဗျာအဲ့ဒီကိုရီးယားမှာဆိုတော့ကျွန်တော်ထင်တယ်တရုတ်နဲ့အမေရိကအကြားထဲမှာစီးပွားရေးညှိနှိုင်းမှုတွေကိုစီပီမလို့ပဲထင်ပါတယ်တဲ့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အမေရိကစီးပွားရေးကတော်တော်လေးကောင်းနေတယ်ပြောပြပေါ့နော်ကျွန်တော်တို့ကအကောင်းဆုံးအခြေအနေမှာရည်တည်ရှိခဲ့ပြီဆိုမှထပ်ပေါ်တာပြောနေတယ် should let it open. I guess they don't do that because it's doing so well. but uh, on the you know the macro scale, it's not having that kind of impact. Uh, we just want people to get paid. We think it's right up there. And how about the man that put up 130 million dollars to make sure our military got paid? This uh, you won't tell us. I will tell you. I will tell you. But this is a person that called me and said, "Sir, I'd like to make a contribution of." any difference needed for the United States budget. I said, I don't know. Because you want to serve money, sir. Uh, I haven't been watching it too much of those. So I'm great. They didn't put people in. I am. All right. ဘယ်ဘာပဲဖြစ်ဆိုတော့အခုကျွန်တော်ပြောချင်တဲ့ကိစ္စကတော့ Donald Trump က Kim Jong Un နဲ့ဘောနောပြောချင်တဲ့အကြောင်းကိုလည်းထည့်ပြောလာပါတယ်ဒီမေခွန်းတွင်ကတော့အများကြီးဖြစ်နေတယ်ဆိုတော့ ပရိသတ်တချို့ရစိတ်ဝင်စားတဲ့မိခွန်းတွေတိတ်မပါဘူးလို့ကျွန်တော်ထင်မိတယ်ခန်းခန်းစားမိတယ်ပေါ့အဲ့ဒါကြောင့်အဓိကကတော့ Elon အကြောင်းနဲ့မြောက်ကိုရီးယားရဲ့ Kim Jong Un အကြောင်းကိုပဲ journalist တမားတွေကမေးသွားတာဆိုတော့မေးတဲ့အချိန်မှာ Donald Trump ကဘယ်လိုဖြေခဲ့လဲဆိုတော့ Kim Jong Un နဲ့တော့ထပ်ပြီးမှတွေ့ဆုံချင်ပါတယ်တဲ့ Kim Jong Un ကတွေ့ချင်တဲ့ဆန္ဒရှိတယ်ဆိုရင်ပေါ့ဗျာတွေ့ဆုံချင်ပါတယ်တဲ့ဆိုတော့တကယ်လို့များ ဒီအတောင်ကိုရီးယားရောက်ပြီးနောက်ပိုင်းမှာကင်ဂျွန်ဂွန်ကတွေ့ဖို့ဆန်ခေါ်မယ်ဆိုတော့အခုနေရေးရင်ရှိပါသေးတယ်ဆိုတဲ့သဘောပါပေါ့နော်ဆိုတော့ကင်ဂျွန်ဂွန်ကဘာမှမပြောဘူးဆိုတော့ဒီတိုင်းငင်သွားမှာပေါ့ဗျာဆိုတော့ဂျာနေကနေကင်ဂျွန်ဂွန်ကအရတယ်ထရမ့်ကျွန်တော်တို့နဲ့တွေ့မယ်ဆိုမှဖိတ်ခေါ်မယ်ဆိုတော့ထရမ့်ကသွားပြီးမှ တဖန်ပြန်နေပြီးမှတွေ့ဆုံပွဲရှိနိုင်ခြေရှိတယ်ဆိုတော့အလားအလာကိုပြတာပါသူက he's open he's open to the gap ပေးတယ်ပေါ့နော်ကင်ဂျွန်ဦးနဲ့တွေ့ဖို့ရတဲ့ဆိုတော့ခုနသူပြောတဲ့အတိုင်းပါပဲဒီ Elon နဲ့နော်ဦးနှစ်ယောက်ကြားထဲမှာအဆက်ဆံရေးတွေပြန်ပြီးနေတယ်အဆင်ပြေတယ်သူကိုရင်ကလည်း Elon ကိုအမေရိကန်သဘောကျတယ်အထင်ကြီးတဲ့ပုံကူတယောက်ပါ Elon က yes မှာဖြစ်တယ်တကယ်လို့နိုင်ဆွဲရှိတဲ့လူတယောက်ပါဆိုမှ Trump ကတော့ချီးကျူးခဲ့ပါတယ်ပေါ့နော် All right အာဒါလောက်နဲ့ပဲကျွန်တော်တို့ဒီနောက်ဆုံးဘောနော်ဒီနောက်ဆုံးအစီအစဉ်ထရမ့်ရဲ့နောက်ဆုံးခရီးစင်မှာဘာလို့ပြောခဲ့လဲဆိုတော့ကိုအာဒီလောက်နဲ့ပဲဆုံးသက်ပြရအစေပေါ့နော်မလေးရှားကနေပြန်သွားပြီးဂျပန်ကိုခရီးဆက်မယ်ဘာတရင်းတွေထူးမလဲမသိဆိုတော့ဂျပန်ရောက်ပြီဂျပန်ကတော့ရောက်ပြီဆိုတော့ထရမ့်ကဂျပန်တော့ရောက်ပြီပေါ့နော်ဆိုတော့ဂျပန်ရောက်ပြီဂျပန်ကတော့အဓိကပုံမှန်အတိုင်းပါပဲဒီတစ်ချက်တော့လေဂျပန်ရောက်တဲ့ဗီဒီယိုလေးရှိရပြမယ်တော့ ဆိုတော့ Trump ကတော့ဂျပန်ကိုတော့ရောက်ပါပြီဆိုတော့ဂျပန်ကအဓိကပုံမှန်အတိုင်းပါပဲသူတို့စီးပွားရေးအကြောင်းမဆွေးနွေးနေတယ်ဘာဖြစ်ဖြစ်ဂျပန်ရဲ့အကြောင်းကတော့ကျွန်တော်မတည်ပြတော့ဘူးထူးထူးခြားခြားတိတ်မရှိဘူးဘာဖြစ်လို့လဲဆိုတော့အစကလေးကနဲ့ဂျပန်နဲ့ US ရဲ့စီးပွားရေးကတော့တိုင်ပြင်ဆွေးနွေးပြီးတာဖြစ်နေတယ်ညှိနှိုင်းပြီးတာဖြစ်နေတယ်သူတို့ကတခြားစီးပွားရေးအေးကိစ္စအကိုပဲတဘောတူလက်မထူတာတော့ပဲရှိတယ်ပေါ့အဲ့လောက်ထိကြီးကြီးမားမားမရှိပါဘူးဆိုတော့ ဂျပန်ခရီးစဉ်ကတော့ဒီတိုင်းတာမန်နဲ့ပဲပြီးဆုံးသွားတယ်လို့ကျွန်တော်တို့တော့ခံယူလို့ရတယ်ဒါပေမဲ့မြောက်ကိုရီးယားခရီးစဉ်ကတော့နင်းနေပပတမှုထူချမ်းမှုတော့ရှိမယ်ဘာဖလိုစလဲဆိုတော့တောင်ကိုရီးယားပါဆိုရင်တောင်ကိုရီးယားမှာတော့တရုတ်ရဲ့တမရအရှိရှင်ပင်းနဲ့တွေ့ဆုံသွားမှာကိုဆိုတော့အဲ့ဒီတရုတ်တမရအရှိရှင်ပင်းနဲ့တွေ့ဆုံမှုကိုအစီမပြီးခဲ့ဘူးဆိုရင်ပြက်ပြက်တာတာချမ်းကတော့ဘယ်လိုပြောခဲ့လဲဆိုတော့တရုတ်နဲ့စီးပွားရေးလက်တွေ့ပြီးလှုပ်တော့မှာမဟုတ်ဘူးဆိုတာပဲဒါကတော့ဒေါ်နယ်ထရမ့်ရဲ့နောက်ဆုံး message ပဲ တရုတ်နဲ့လုံးဝလက်တွဲပြီးမှစီးပွားရေးလှုပ်တော့မှာမဟုတ်ဘူးတဲ့တကယ်လို့များတောင်ကိုရီးယားမှာဆီရှင်ပင်းတရုတ်သမရအရှင်ရှင်ပင်းနဲ့တွဲဆုံပွဲအစီမပီခဲ့ဘူးဆိုရင်ကိုပြောတာပါဆိုတော့ Trump ကတော့အစီမပီဖို့ပဲမျှော်လင့်နေတာပေါ့ဗျာအစီမပီဖို့ဆိုတော့တရုတ်နဲ့ US ကတော့လမ်းခွဲပြီးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဘာလို့ဆက်ဖြစ်မှာလဲကျွန်တော်တို့စောင့်ကြည့်ဖို့ပဲလိုအပ်တယ်မနေ့ပြန်လောက်မှာတောင်ကိုရီးယားမှာ Trump ရောက်မယ်ထင်တယ်ပေါ့နော်အဲ့ဒီရောက်တဲ့ချိန်မှာပဲကျွန်တော်ရဲ့ YouTube channel မှာပဲအချိန်နဲ့တပြင်းကြီး ပြန်တင်ဆက်ပေးပေါ့ပဲပေါ့နော်တဘောကြရဲဆိုတော့ YouTube မှာလည်း subscribe လုပ်ပေး share အဖြစ်အပ်လို့ရပါတယ်ပေါ့ all right ဘောမအနုပညာရှင်တွေကိုဘယ်လိုမြင်လဲကိုအော်တော်လေးရင်နာရင်နာရင်နာနေရတယ်ကွာအဲ့ဒီဗီဒီယိုတွေကိုကြည့်ပြီးမှလည်းဟာ CVM လို့တဲ့လူတွေကိုအာမနာအချောင်းမှာနော်စိတ်ကောင်းစိတ်ကဘုံချဲတဲ့လူတွေကိုလည်းအာမနာအနေတူတော့မိမြတ်တော့ကအရက်ဆက်တယ်ကွာနော်ပြီးသူတွေကိုသက်စာဖောက်နေတယ်လို့ပဲဒီမှာကျွန်တော်ကိုကြည့်ရစိတ်ကောင်းစိတ်တွေလည်းအများကြီးရှိမှာပါကျွန်တော်တစ်ချက်လောက်ပြောမယ် ဒီကိစ္စမှာကြောင်းကလေးကိစ္စကိုပြောကြတာပေါ့နော်လွန်ခဲ့တဲ့နှစ်ပတ်ကလေလွန်ခဲ့တဲ့နှစ်ပတ်မှာနှစ်ပတ်မှာတလတော့မကြာသေးဘူးနော်လွန်ခဲ့တဲ့နှစ်ပတ်မှာကျွန်တော်တို့ချင်းပြည်နယ်ကစာတင်ကလေးစာတင်ကျောင်းတွေကိုစစ်ကောင်စီကဘုံကျေးတာကလေးနှစ်ယောက်ဆုံးဆုံးခဲ့တာလူ20ကျော်တရားရရှိခဲ့တာဒါကျွန်တော်တို့ဟာခါမှာဘုံကျေးတာနော်အေးပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်တောင်ပိုင်းမှာချင်းပြည် တောင်ပိုင်းမှာမင်းသက်တော့မှာကမ်ပလက်တော့မှာလေကျောင်းတွေမှာအစ်ကောင်စီကဘုံချေးတာအတကုံဘုံချေးတာအဲ့ဒါကိုကွာဒီအလူပင်ရရှင်တွေကရွေးကောက်ပွဲပြောတဲ့တည်းမှာကွာကလင်းရင်းကိုလုံးခြုံပါတယ်ပေါ့ပြောပြောနေကြတာရန်ရကိုဂျင်နာရအော်ဒီလူတွေကတိုင်းသားတွေကိုဘလောက်ထိတောင်ဒုက္ခခံနေဆိုတော့မသိကြဘူးကျွန်တော်တို့တိုင်းသားတွေအနေနဲ့လေစစ်ကောင်စီမှာအမေရိကန်စိတ်နာတယ်စစ်တပ်ပေါ်မှာအယက်စိတ်နာတာ ခင်ဗျားတို့ကတိမှာမဟုတ်ဘူးတချို့ဒီရန်ကုန်မှနေဖက်မှာရှိနေတဲ့လူတွေကတော့တိုက်ပြီးတိမှာမဟုတ်ဘူးဗျာကျွန်တော်ကျွန်တော်ကတော့အရန်ခံနေတယ်ဒီစစ်အာဏာရှင်ကြီးအုပ်ချုပ်မှုအောက်မှာအရန်ရန်ကုန်ခံနေခံခဲ့ရတာဒုက္ခကိုဒုက္ခပေါင်းမဲ့ဆိုကြုံခဲ့ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့အတွက်ဒါကအရန်ကိုရင်နာစရာကောင်းတဲ့ဖြစ်ဖြစ်တွေများကြီးရှိတယ်ပေါ့ဗျာဆိုတော့ရတော်တော်လေးတော့စိတ်ညစ်ပါတယ်ဝမ်းနည်းပါတယ်ပေါ့နော်ခုလိုမျိုးဒီအနုပညာရှင်တွေဗီဒီယိုတွေးရတာကအော်ရစိတ်ပြည့်မိတယ် ဆိုတော့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားစစ်ဖြစ်နိုင်ခြေရှိလားတဲ့ not really ဒါပေမဲ့အာမြောက်ကိုရီးယားကတော့အမေရိကန်ချိန်ချောက်တာပဲအဲ့ဒါအကြောင်းဒီနေမီတင်းငင်ဖူရန်အတွက်ပေါ့နော်ဒီတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားချာနေဆက်နေမီတင်းငင်ဖူရန်ငင်းချမ်းဖူရန်အတွက်လဲထရမ့်ကအရင်တုန်းကကင်ဂျွန်အွန်းနဲ့တွေ့ခဲ့ဖူတာကွာဆိုတော့ဒီတစ်ခါကလည်းဒိုနယ်ထရမ့်ကလည်းကင်ဂျွန်အွန်းကတွေ့ဆုံလူလူနဲ့ဆန္ဒရှိရစွန်းတွေ့မယ်လို့ပြောတာပဲဆိုတော့အမေရိကန်ဒီနေနိုင်ငံကြီးကတော့ အမေရန်ပြက်နာတော့တက်နေပါတယ်အအနေနဲ့အများပါပေါ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကတော့ချိန်ချမှုတွေနဲ့အမေရန်ရင်ဆိုင်နေရပါခုနိုင်ငံရဲ့တိုင်းသားအလုံးကိုတဲ့သူဒေတာအလိုက်အချမ်းစွာနဲ့ပဲပြန်အခြေချနေထိုင်တာမျိုးလက်ကြတာမျိုးတွေကိုပဲပြန်မြင်ချင်ပါပြီတဲ့အဲပေါ့နော်ဟုတ်တယ်တိုင်းသားတွေကအရန်ကိုတရားစရာကောင်းပါတယ်နော်ဒီကရန်ကုန်တို့မန္တလေးတို့ကျန်တဲ့မြို့ကြီးတွေမှာနေတဲ့လူတွေကခမရတို့ကကျွန်တော်တို့တိုင်းသားရဲ့ဒုက္ခအပေါင်းများစွာကို ခင်ဗျားတို့တွေ့ချင်မှတွေ့လိမ့်မယ်တိချင်မှတိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့တော်တော်လေးခံပါတယ်ပေါ့ all right အမ်ကဲဘလူးပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ဒီလောက်နဲ့ပဲအဆုံးသက်ပါစေပေါ့နော်မရက်ဖြတ်မှပဲကျွန်တော်တို့ကပသတိနဲ့တစ်တူနဲ့တဖန်ပြန်နေပြီးမှပြောင်းဆွေးနွေးမယ်ရုရှားက invincible nuclear လက်နက်ကြီးကိုရွှေ့နေတယ်တဲ့ Ukraine ဘက်မှာမမီနိုင်တဲ့ nuclear လက်နက်လို့ပြောတယ်ပေါ့ အင်္ဂလိပ်လူဆို invincible nuclear weapon လို့ခေါ်ကြတယ်ဗောနော so russia ကသူ့ရဲ့ nuclear ကို ukraine ဘက်ကိုရွှေ့တာနဲ့ပတ်သက်ပြီးမှ donald trump ကလည်းတွန့်ပြန်မှုတွေရှိနေတယ်အဲ့ဒီအကြောင်းတွေကိုကျွန်တော်မနှက်ပြတ်မှာပဲဒီပေးပေါ့ပဲဒါတွေကိုကျွန်တော်ဒီညမှာပဲကောင်းကောင်းလေးတွားပြီးမှလေ့လာအောင်မယ် study လုပ်အောင်မယ်မနှက်ပြတ်မှာအသေးစိတ်ပြန်တင်ပေးမယ်ဗောနော် so ကျွန်တော်တို့ video လေးကိုတပိုးချတယ်ဆိုတော့ youtube မှာပဲစောင့်မျှော်ပြီးမှအားပေးကြပါ subscribe လုပ်ပေးကြပါ thank you so much for watching beautiful people I love you guys take care